ဆီယမောပါက မိသားစု၃ယောက်ကိုတွားကူညီလာခဲ့တယ်။ ဝိညာဉ်ဘဝနဲ့ဘယ်မှမတော်နိုင်တဲ့မိသားစု၃ယောက်ရဲ့ဘဝအယံတနာဖို့ကောင်းပါလေရှင်ဒီသတင်းကပြီးခဲ့တဲ့၂လပိုင်းလောက်တုန်းကကံဖယ်ဖြစ်မှဖြစ်သွားခဲ့တာအဖေအမေအသက်၁၀နှစ်အရွယ်သားဟာတော်ကဲခံရတာပါလက်အချင်းချုပ်ကမိသားစု၃ယောက်ဟာငွေကြီးတွေပါတယ်လေကုညီပြီးချီးငားပေးလေရှိတယ်အခုသူတို့ကိုတော်ကဲသွားတဲ့သူကအခေဆုံးတငယ်ချင်းငယ်ချင်းကအရင်ကဒီမိသားစုစီမှာပတ်စံနေပါတယ်လေအကူညီတောင်းခဲ့ဘူးတယ်မိသားစုကလ လဲတငယ်ချင်းကိုလည်းလူတလောက်တွေဟိုးရင်တော့ကထုတ်ခဲပေးဘူးတယ်ပေါ့နော်အဲ့တော့တရက်မှာတော့တငယ်ချင်းကနေပြီးတော့ငါကိုပတ်စံဒီလောက်ဒီလောက်လိုချင်တယ်လို့ပြောတယ်ပတ်စံအဟောင်းတော်မှမပေးရသေးဘူးအဲ့တော့မိတ္တစု၃ယောက်ကလည်းမပေးဘူးပေါ့နော်ဆိုတော့တငယ်ချင်းကလည်းဒါဆိုရင်တော့ရတယ်ကိစ္စမရှိဘူးဆိုပြီးတော့အဲ့ဒီကိစ္စကိုမင်းမေးပျော့ပျော့ဖြစ်သွားတဲ့အခါမှာတော့တရက်မှာတော့မိတ္တစု၃ယောက်ကကအဖြူရောင်နဲ့အိမ်ကနေပြီးတော့တခြားနေရာကိုခရီးထွက်ခဲ့တယ် သူ့အဖေနဲ့အမေကအရှိမကလေးလေးကတော့ကအနောက်မှာအဲ့ဒီမှာတော့သူ့ကိုပတ်စံမချင်းငါပေးတယ်တငယ်ချင်းကနေပြီးတော့အခွေရေကြုံလာတဲ့အခါမှာတော့မိသားစု၃ယောက်ကိုတော်ကယ်လိုက်ပါတယ်ပြီးတော့အလောင်း၃လောင်းကိုကားထဲကိုထည့်ပိတ်ခဲ့တဲ့အပေါ်ကနေတာလဘတ်ကြီးဖောက်အုပ်ထားခဲ့တယ်နောက်တော့ကံဖဲဖိရဲ့ဂျောင်းကြတဲ့တနေရာမှာကိုတထိုးထားတယ်အလောင်းနေလဲအဲ့ဒီကားထဲမှာပေါ့နော်တာစုတော်ဦးပြောက်တော့ရွှေမျိုးတွေကရှာပါတယ်အော်အဆက်တွေလည်းမရဘူးဆိုတော့တခြားနေရာမှာအပန်းတော့ဖြည့်တယ်ခရီးထွက် ွက်သွားတယ်ပဲအဲ့လိုပဲထင်နေကြတယ်အဲ့တော့မိသားစု၃ရဲ့အလောင်းဟာလေကားထဲမှာဒီတိုင်းပဲရှိနေကြတာတလားတတီပြေခဲ့ပါပြီဒါပေမဲ့ကွာလမ်းသွားလာလာတွေကကားကိုတွေ့တယ်သူတို့စိတ်ထဲမှာကလည်းဒီကားကသူ့တခင်ရှိတာပဲလေတနေရာမှာထိုးထားတာပဲဖြစ်မှာပဲဆိုပြီးတော့ဂယုလည်းမဆိုင်ဘူးကားအနားကိုလည်းမကတ်လာဘူးအဲ့ရလူတယောက်ကအဲ့ဒီအနားကိုဖျက်သွားတော့အပုံနဲ့နေရတယ်စိတ်ထဲမှာပထမတော့ကြွက်ပုတ်လာခွေးပုတ်လာသူလိုက်ရှာမတွေ့ဘူးနောက်တော့ကားအပေါ်မှာဖုံးထားတဲ့တာလဘက်ကြီးကို တွေ့တော့တလပတ်မှာကွာရင်ကောင်တွေကမဲမဲတွေတွေ့တော့ဟာဒါဘာဖြစ်တာလဲငါ၆တွေလားသူစိတ်ထဲမှာထင်တော့အနာကတော့ပုတ်ဆော်တွေကတဖြည်းဖြည်းနံလာတယ်အဲ့လူကနေပြီးတော့ကယ်ဆယ်ရေးကိုအကြောင်းကြားတယ်ကယ်ဆယ်ရေးတွေကာရကကိုဖွင့်တဲ့အချိန်မှာတော့လိုက်ရှာနေတဲ့မိသားစု၃ရဲ့အလောင်းတွေကိုထိုင်လျက်အနေထားတည်ဆုံနေတာကိုတွေ့ရတယ်။တာစု၃ယောက်ကိုတော့ကဲသွားတဲ့သူကိုလည်းမိသွားခဲ့တယ်။သူတို့တွေကောင်းမှုရာရောက်ပါစေလို့အလှူအဒန်းတွေကကောက်မမောတင်းကြိုပေးခဲ့တယ်။ပျောက်ပျောက်ဖြစ်ကာစားပဲရှိသေးတယ်။ အလောင်းလာဖြစ်တဲ့နေရာမှာရွာသားတွေကအဲ့ဒီနာကဖြတ်သွားရဲ့အပုံနဲ့နေရတယ်လမ်းလျှောက်နေတာကိုလည်းတွေ့တယ်ညညဆိုရင်အရိတ်သုံးရိတ်ကဟိုလျှောက်လိုက်ဒီလျှောက်လိုက်ပြီးတော့အလောင်းထည့်ထားတဲ့ကားရဲ့ဘေးနာမှာအိမ်တလုံးရှိတယ်အဲ့ဒီအိမ်ထဲမှာဆိုရင်လည်းညညဆိုလူအရိတ်တွေတွေ့တယ်လမ်းလျှောက်တန်းတွေစကားပြောတန်းတွေကြားတယ်နောက်မှာတော့ရွာသားတွေကဆီယမော်ပါကိုအကူအညီတောင်းခဲ့တယ်ဆီယမော်ပါရောက်လာပြီးတော့ဒီမီသားစုတွေကတော့မကြွသေးဘူးသူတို့ရဲ့စိတ်အဆွဲကအရမ်းများတယ်ကောက်ကောက်မော်မော်တေး ဆုံးသွမ်းခဲ့ရတာမှမဟုတ်တာရှင်ဆ ्याम ောပါကမိသားစု၃ယောက်ကောင်းမွန်တဲ့နေရာကိုရောက်ဖို့ကူညီပေးခဲ့ပါတယ်